ဘရာဒါတို့မြင်အောင်ကြည့်လိုက်လူတယောက်ကအရန်တင်ငယ်နေညံလဲရန်ကောင်းနေအကြောက်တရားလည်းလုံးဝမရှိလူတွေဘလောက်ပဲသူ့ကိုကြောင်ပိတ်တဲ့မင်းကုန်းနေမင်းနေပါစေသူပြန်ဖြေလိုက်တဲ့အခါမှာမင်းတဲ့သူတွေပဲတိုင်ပတ်သွားလိမ့်မယ်သူကအေးဆေးပဲယေရှုကလည်းအဲ့လိုပဲဖာရိရှဲတွေကျန်တဲ့ပုဂ္ဂိုလ်တွေဆရာကြီးတွေဆိုတဲ့သူတွေဘလောက်ပဲကြောင်ပိတ်တဲ့မင်းကုန်းနေမင်းယေရှုရဲ့တုံ့ပြန်မှုတွေကတော့တမိုင်းမှာလုံးဝလေးစားစရာတုံ့ပြန်မှုတွေဖြစ်တော့မတန်းတင်စရာဖြစ်ခဲ့ပါဘရင်ဖောက်ကလည်းပြန်လည်ကြိုဆိုလိုက်ပါတယ် ဒီနေ့မှာတော့ဝေဖန်ရေးသမားတွေတောင်ပါဇက်ပေါက်တွေပိတ်သွားစေတဲ့ယေရှုရဲ့အယံလန်းတဲ့တုံ့ပြန်မှုတွေကိုကျွန်တော်တို့အတူတူလေ့လာကြည့်လိုက်အောင်အယံစိတ်ဝင်စားဖို့ကောင်းတယ် disclaimer အနေနဲ့ကြိုပြောပါမယ်ဒီထဲမှာကျမ်းပိုက်တွေကိုလူတိုင်းနားလည်လွယ်အောင်စံစကားနဲ့မပြောဘဲနဲ့ခေတ်စကားနဲ့ညပဲသုံးလုံးတော့ပါမယ်အတိအကျသိချင်တော့ကိုးကားရတဲ့ကျမ်းပိုက်တွေကိုကိုယ်တိုင်တွားရုပ်လေ့လာလို့ရပါတယ်နံပါတ်1 paying taxes to caesar မှတ်တဲ့အခန်းကြီးနဲ့ဆက်တဲ့ငွေ1921ယေရှုခေတ်ကာလတော့ israel တွေကယောမ empire အုပ်စိုးမှုအောက်မှာရှိနေတော့မှာပဲလူတွေကယောမကိုအခွန်ပေးရတာကြိုက်ကြတာမဟုတ်ဘူးဘာလို့လဲဆိုတော့ဒါကသူတို့ရဲ့စိတ်ထဲမှာနိုင်ငံနဲ့ဖျားသခင်ပေါ်မှာတက်စာဖောက်နေရလို့ခံစားနေရလို့ပဲအေးအဲ့ချိန်မှာ pharisees ဆိုတဲ့ဆရာကြီးတွေကရောက်လာပြီးတော့သူတို့ကယေရှုကိုလုံးဝကြောင်ပိတ်စီမဲ့မိကုန်းကိုမေးတယ်ဘာမေးလဲဆိုတော့ စီစားဘရင်ကငါတို့ရဲ့အခွန်ပေးတဲ့လားမပေးသင့်ဘူးလားပြောပြပေးပါဆိုတော့ဒီလိုမျိုးမျိုးက no winning question ပဲယေရှုကသာ yes အခွန်ပေးလိုက်ပါလို့ပြောလိုက်လို့ရှင်လူတွေကသူ့ကိုမင်းကယောမားတွေဘက်ကပဲထွီးသောဘာညာတွေဆိုတော့ယေရှုကိုမုန်းသွားကြလိမ့်မယ်ဆိုတော့တစ်ဖက်မှာ no အခွန်မပေးနဲ့လို့သာပြောလိုက်မယ်ဆိုရင်တော့ယောမားတွေကယေရှုကိုနိုင်ငံပုံကမှုနဲ့ဖမ်းလိုက်မယ်ဆိုတော့လုံးဝဖြေဖို့ခတ်တဲ့ကြောင်ပိတ်တဲ့မျိုးပဲဒါပေမဲ့ယေရှုကသူတို့ထောင်ရောက်တယ်မဝင်ခဲ့ပါယေရှုကတင်းကားပြတဲ့ပြောက်ကိုပြခိုင်းတယ်ပြီးတော့ ်မေးတယ်ဒီတင်ကားပြရဲ့ပုံလိပ်စာမှာဘသူပုံလိပ်စာပါလဲဆိုတော့မေးတော့လူတွေကစီဇာဘရင်ပုံလိပ်စာပါလို့ပြန်ဖြေကြတယ်အဲ့တော့ယေရှုပြန်ဖြေတာကစီဇာဘရင်ရဲ့အုပ်ဆောင်ကိုစီဇာဘရင်ဝယ်ပေးဖျားသခင်ရဲ့အုပ်ဆောင်ကိုဖျားသခင်ဝယ်ပေးလို့ပြောလိုက်တယ်ဒါပဲဒီစာသားတကြောင်းထင်းနဲ့ဒီလူတွေရဲ့သူတော်ကောင်းရောင်ဆောင်တာတွေပေါ်ပလိုက်တယ်ထောင်ချောက်ကနေလည်းလွတ်သွားတယ်ပြီးတော့သူတို့အမြဲတမ်းအမတ်ရစေမဲ့သင်ခန်းစာကိုလည်းပေးသွားတယ်အဲ့ဒါကဘာလဲဆိုတော့မြေကြီးပေါ်မှာရှိတဲ့အာဏာကိုလေးစားပါဒါပေမဲ့ အဲ့ဒါတွေတဲ့အရေးကြီးတဲ့ဖျားသခင်ပေါ်မှာထားတဲ့တက်ဆာရှိမှုကိုလုံးဝမမေ့ပါနဲ့ဆိုရအောင်ပါ။နံပါတ်1 The Woman Caught in Adultery ယောဟန်အခန်းကြီး7ငယ်3နဲ့17ဒီတစ်ခါလေဖာရိရှဲတွေကမျိုးသမီးတယောက်ကိုယေရှုအရှေ့ကိုခေါ်လာတယ်။အဲ့ဒီမျိုးသမီးကအိမ်တော်ဝင်ဖောက်ပြန်တဲ့မျိုးသမီး तू ဖောက်ပြန်နေစမှာပင်ဖမ်းပြီးလို့ယေရှုစီခေါ်လာတယ်။ဒါနဲ့အဲ့ဒီမျိုးသမီးကိုလဲမှာထားပြီးတော့ယေရှုကိုမေးပြီ။ကဲမောရှေပညာရတော့ဒီလိုအပြစ်လုပ်တဲ့လူမျိုးကကြောက်ခဲနဲ့ပြစ်ပောက်ရမှာပဲ။ကိုရောကရောဘာလို့မှလဲဆိုတော့ယေရှုကိုမေးတယ်။ အဲ့ဒါရနောက်ထပ်ထောင်ရောက်ပဲတကယ်လို့ယေရှုကသာပေါက်ကွာလို့လှုပ်လိုက်ရှင်အကျဉ်းသာကင်းမဲ့ပြီးရက်စတဲ့သူလို့အခြားသူတွေမြင်သွားလိမ့်မယ်ဒါပေမဲ့တစ်ဖက်မှာမလှုပ်ပါနဲ့လှုပ်ပေးလိုက်ပါလို့ပြောရင်ယေရှုကဖျားသခင်ရဲ့ပညာကိုလိုက်မလျှောက်တဲ့သူလို့ဆွဆွဲခံရလိမ့်မယ်ဖာရိရှဲရောဒီအကွက်တွေကိုချောင်းနေသူတို့စိတ်ထဲမှာတော့ယေရှုကသွားပြီးဒါနဲ့ယေရှုကဘလို့တုံ့ပြန်လဲဆိုတော့ဆက်စချင်းလုံးဝဘာမှပြန်မပြောဘူးယေရှုကအောက်ကိုငုံလိုက်တဲ့မြေကြီးပေါ်မှာလက်ညှိုးနဲ့ရင်းနေအဲကျမ်းစာထဲမှာဘာကိုရင်းနေလဲဆိုတော့တိကျအောင်ပြောပြထားဖို့ပေါ့နော် ဒါနဲ့ဟိုလူတွေကမရတော့ယေရှုကိုအထက်ထက်ကိုမင်းနေတာမဖြစ်မချင်းကိုမင်းနေတာဒါနဲ့ယေရှုကဘလို့တော့မြင်လဲဆိုတော့မင်းတို့ရဲ့အပြစ်ကင်းတဲ့သူပထမအဦးဆုံးကြောက်ခဲနေရင်ပေါ့ပါတဲ့ပြီးတော့ဘာမှဆက်မပြောတော့အောင်ငုံပြီးတော့လက်ညှိုးနဲ့မိချုံကပြန်ရေးချင်နေဒီစကားကိုကြားတဲ့အခါမှာလူတွေအားလုံးကတိတ်ဆိတ်သွားတယ်သူတို့စိတ်နှလုံးသားထဲမှာကိုလှုပ်ခဲတဲ့အပြစ်တွေကိုပြန်မြင်လာတယ်။လူစားတယောက်ဆိုတော့ဘယ်သူမှအပြစ်မကင်းဘူးလေနော်။ဆိုအဲ့ဒါနဲ့လူအုပ်ထဲမှာအသက်ကြီးဆုံးသူကစပြီးတော့တယောက်ပြီးတယောက်ထွက်သွားကြတယ်။ အသက်ကြီးဆုံးဆိုတာအဖြစ်များဆုံးဝင်လိမ့်မယ်နော်။ဒါပြီးတော့ယေရှုကပြန်ကြည့်တဲ့အခါမှာအဲ့အမျိုးသမီးကလွယ်ပြီးတန်းတဲ့သူဘယ်သူမှမရှိတော့။အဲ့ဒါနဲ့ယေရှုကအဲ့ဒီမျိုးသမီးကိုမေးတယ်။တင့်ကိုအပြစ်တင်တဲ့သူတွေဘယ်ရောက်သွားပြီလဲ။တင့်ကိုဘယ်သူမှမစီရင်ကြဘူးလားလို့မေးတဲ့အခါမှာအမျိုးသမီးကလည်းမစီရင်ပါသခင်လို့ပြန်ပြောတယ်။ယေရှုကလည်းငါလည်းမင်းကိုမစီရင်ဘူး။ သွားတော့နောက်တစ်ခေါက်ဒူးဆဲကိုမပြူနဲ့လို့ပြောပြီးပြန်လွတ်လိုက်ပါဒီဖြစ်ပျက်မှာယေရှုကတကယ်ကိုတရားမျှတပြီးတော့ကူးနာရှိတဲ့သူဖြစ်ကြောင်းပေါ်လွင်စေတယ်အဲ့ဒီအမျိုးသမီးရဲ့အဖြစ်ကိုလည်းလုံးဝလေးလူရှုလိုက်တာလည်းမဟုတ်ဘူးပြီးတော့လုံးဝလည်း judge မလုပ်ခဲ့ဘူးအဲ့ဒီအစားယေရှုတရားနဲ့အသက်တာအစ်တနဲ့ပြန်လည်အသက်ရှင်ဖို့အတွက်အခွင့်အရေးဝယ်ပေးခဲ့တယ်မတော့ the question of authority မတ်တဲအခန်းကြီး27ငွေ23နဲ့29ယေရှုရဲ့ influence ကကြီးလာရတယ်များ pharisee တွေနဲ့ဘာသာရေးခေါင်းဆောင်တွေကယေရှုကိုနီးမျိုးမျိုးနဲ့တိုက်ခါကြအောင်လှုပ်ချင်လာကြတယ် jealousy ပေါ့နော် ။ဒါနဲ့မှဗိမ္မာန်တော်မှာယေရှုကိုမေးဒီလိုမျိုးအရာတွေကိုဘယ်သူအခွင့်အာဏာနဲ့လုပ်နေရလဲဆိုမေး။သူတို့ကဘာကိုပြောချင်တာလဲဆိုတော့ယေရှုကဂျေရုရှလမ်ကိုမြေကလေးစီးပြဝင်လာတာအဲ့ဒါကိုလူတွေကတောင်းတဖျက်ဖျက်ကြိုးစားကြတယ်။ဟိုဇန်နာလို့ကြိုးရော့ကြတယ်။မြန်မာလို့ဆိုဟောရှနာဖြစ်စေတယ်ဒီပေါ့နော်။ဟိုဇန်နာဆိုတာကဟီဘရုစကားလုံးကနေစဉ်သက်လာတယ်။မူရင်းအိဗက်ကတော့ Savior's Name ပေါ့နော်။ကျွန်တော်တို့ကကယ်မတော်မူပါပေါ့နော်။နောက်ပိုင်းအိဗက်ဖွင့်လာတော့အနစ်ချုပ်အားဖြစ်တဲ့ Kedeshon ချင်းမြောက်ချင်းအိဗက်လို့ပြောလို့ရတယ်။ဖာရိစေတွေကလုံးဝကြည့်မရအောင်။သူတို့အမြင်ထဲမှာယေရှုကမစ္စာယပုံစံဖမ်းပြီးတော့ဘုရင်တစ်ပါးလို့ဂျေရုရှလမ်မြို့တွေကိုဝင်လာတာရယ်။ပြီးတော့ဗိမ္မာန်တော်ရဲ့ မှာစီးပွားရေးတောင်းရက်နဲ့အကုန်တွေကိုအင်ရှင်လုံးလုံးမောင်းထိုးပစ်တာတွေရယ်ပြီးတော့ဗိမ္မာတော်ထဲမှာမက်ဆီကန်နေတဲ့သူချိန်မဆွမ်းတဲ့သူတွေကိုအနာရောဂါညှိနှိုင်းတယ်လည်းလုပ်တယ်ပြီးတော့ယေရှုကသူဟောပြောတဲ့အခါမှာဒါရိုက်အခွင့်အာဏာနဲ့ပြောတာဖာရိရှဲလိုမျိုးမဟုတ်ဘူးဒါနဲ့ဇလန်ကိုပြန်ဆန်းရမယ်ဆိုရင်ဧဘရာဟိအကြီးနဲ့အခြားအကြီးကဲတွေကယေရှုနာကပ်ပြီးတော့ဒီအရာကိုဘာအခွင့်အာဏာနဲ့လုပ်နေရလဲပြီးတော့ဘသူကမင်းကိုဒီအခွင့်အာဏာပေးရလဲတဲ့ပြောချင်တာဘသူအာကိုနဲ့လှုပ်ချင်တယ်လုပ်နေရလဲပေါ့နော်အဲသူတို့က ယေရှုကိုတိုက်ခါချခြင်းနဲ့ပြီးတော့ဗိမ္မာန်တော်ထဲမှာတွင်တင်နာတွေဗိမ္မာန်တော်ကိုပိုင်းတလို့လို့လောက်ခွင့်မရှိဘူးဆိုတော့ပြောပြခြင်းလားဒါပေမဲ့ယေရှုကအဖြေကိုတိုက်ရိုက်မဖြစ်ဘူးအဲဒီစာသူတို့ကိုမေးခွန်းပဲပြန်ပေးလိုက်တယ်ယောဟန်ရဲ့ဗတိဇံတရားကဘယ်ကလာတာလဲတဲ့ဘုရားသခင်စီကလာလားဒါမှမဟုတ်လူကပဲလာလားအဲအစားပြီးတိုင်ပတ်ဘာလို့လဲဆိုတော့သူတို့ကယောဟန်ရဲ့ဗတိဇံတရားကကောင်းကင်ကလာတယ်လို့ပြောလို့ရှိရင်ယေရှုကပြန်မေးလိုက်မှာဒါဆိုရင်မင်းတို့ကဘာဖြစ်လို့ယောဟန်ကိုမယုံကြည်ကြရလဲဆိုမေးလိုက်မယ်။နောက်ပြီးလူကပဲလာတာတနည်းအားဖြင့် လူရအာဘော်ပဲလို့ပြောလို့ရှိရင်ယောဟန်ကိုယုံတဲ့လူသူကြီးကသူတို့ကိုကလော်လင်းဘာလို့လဲဆိုတော့သူတို့ကြီးကယောဟန်ကိုပရောဖက်တဘာလို့သတ်မှတ်ထားကြတာဟုတ်အဲ့တော့သူတို့တိုင်ပတ်သွားပြီအဲ့ဒါနဲ့ကြောက်ကြောက်နဲ့ပဲပြောလိုက်တယ်ငါတို့မသိဘူးတဲ့အဲ့တော့ယေရှုကလည်းဒီယာတွေကိုဘယ်အခွင့်နဲ့လုပ်တယ်ဆိုလဲငါမပြောပြဘူးတဲ့ ဒီတစ်ခါလဲယေရှုကမင်းကုန်းကိုမင်းကုန်းနဲ့ပဲ flip လုပ်ပြီးပြန်ဖြေသွားတယ်။သူတို့ကထောင်ချောက်ဆင်မိုးစူးစားတယ်။ဒါပေမဲ့ဒီလိုလှုပ်လိုက်တာကသူတို့အကြောက်တရားနဲ့မရိုးသားမှုပဲပိုပြီးပေါ်လင်သွားစေတယ်။မလေ healing on sabbath မာကုအခန်းကြီး၃ငယ်တက်ကန်နဲ့၆ဖရိရှဲတွေကစီမင်းဦးတွေနဲ့ပတ်သက်လို့ရှိရင်အရန်ဆွဲလန်းကြကြတယ်။သူတို့ပြဥပုံနေ့ကအနာယူရတဲ့နေ့ဆိုပြီးပညတ်ကလည်းရှိတာ哦။သူတို့ကယေရှုကအနာရောဂါညင်ပေးတဲ့ခါတိုင်းမှာဖျားသခင်ရဲ့ပညတ်တရားကိုချိုးပေါတယ်လို့ဆွဆွဲကြတယ်။ဥပုံနေ့တနေ့မှာတရားစင်းမှာလက်သေးနေသူတောင်နဲ့တွေ့တယ်။ဖရိရှဲတွေကလည်းယေရှုအနာရောဂါညင်မလားမညင်မလားဆိုတော့အဖြစ်တင်ဖို့တေချာအောင်စောင့်ကြည့်နေတယ်။ ်ဒါနဲ့ယေရှုကပရိသတ်တွေကိုမေးလိုက်တယ်ဥပုံနဲ့မှာကောင်းတာကိုလုပ်ရမလားဆိုးတာကိုလုပ်ရမလားအသက်ကိုကယ်တင်သလားတတ်တင်သလားလို့ပရိသတ်တွေကိုမေးတယ်ဒါပေမဲ့အားလုံးကတိတ်ဆိတ်သွားကြတယ်သူတို့မှာဖြစ်မရှိဘူးအဲ့တော့ယေရှုကအရန်စိတ်ဆိုးတဲ့အချိန်နဲ့သူတို့အားလုံးကိုကြည့်ပြီးတော့တစ်ဖက်မှာအရန်လက်ဝမ်းနဲ့ ဲ့ဒါနဲ့ပဲခုနကလက်တပတ်သေးနေတဲ့သူကိုလက်ကိုဆန်းလုံးလို့ပြောတဲ့အခါမှာသူလည်းလက်ကိုဆန်းကြည့်လိုက်တဲ့အခါမှာအကောင်းပကတိတိုင်းပြန်ဖြစ်သွားတယ်။ဒီဖြစ်ပျက်ကိုရှိရှင်အဖြစ်ပညတ်တရားဥရေသားတွေထက်ချစ်ချစ်မြတ်တာနဲ့တနာကျူနာကပိုအရေးကြီးကြောင်ပြသွားတာ။ဥပုံနည်းဆိုတော့ကိုယ်အသက်တာအတွက်အနားယူခြင်းပဲ။ကန့်သက်ချက်တစ်ခုဟုတ်မနေဘူး။ Forest Shadow ကဒီလိုအနာရောဂါငြိမ်းလိုက်တာကိုဝမ်းသာပေးမဲ့အစား issue ကိုအဲ့ဒီမှာတတ်ဖို့ round plan နေပြီ။နံပါတ်5 The Greatest Commitment မတ်တဲ20နှစ်အငွေ36.40 Forest Shadow ကတော့မောရှိရဲ့ပညာနဲ့ပတ်သက်ပြီးအငင်းခုံလုံးတာအရန်ဝါဒနာပါတယ်။ ်မောရှေရဲ့ပြည်ညက်ကစုစုပေါင်း613ခုရှိတယ်။အဲတော့သူတို့တဲကတယောက်ကယေရှုကိုထောင်ချောင်းမင်းကိုတစ်ခုမင်းတယ်။အရှင်ဖျားတဲ့ပြည်ညက်တိဂျန်နဲ့မှာတဲ့ဘယ်ပြည်ညက်ကတဲ့အကြီးမြတ်ဆုံးလဲ။ယေရှုကသာတစ်ခုကိုရွေးချယ်လိုက်မယ်ဆိုရင်ယေရှုကိုမင်းကအခြားပြည်ညက်ကိုလည်းလူရှုတာပဲလို့ဆွဆွဲအောင်မယ်။အဲတော့ယေရှုကပြည်ညက်တစ်ခုကိုရွေးမဲ့စာပြည်ညက်အလုံးကို powerful အဖြစ်ဆုံးပြည်ညက်နှစ်ခုပြည့်အနည်းချုပ်ပေးလိုက်တယ်။အဲ့ဒါကတင်းကြီးဖျားသခင်ထာဝရဖျားကိုစိတ်နှလုံးအကျွမ်းမဲ့ညံရှိသမျှနဲ့ချစ်လို့ဆိုရပညာကပထမပညာဖြစ်တယ်ပြီးတော့ကြီးမြတ်တဲ့ပညာလည်းဖြစ်တယ် ဒါအပြင်ကိုနေဆက်ဆိုင်တဲ့သူကိုကိုနေအမြချစ်လို့ဆိုရဒုတိယပညာကလည်းပထမပညာနဲ့သဘောတရားတူလို့ပြောသွားတယ်။သဘောကဖျားသခင်ကိုအစွမ်းကုန်ချစ်ပါကိုနေဆက်ဆိုင်တဲ့သူတွေကိုလည်းကိုကိုကိုချစ်တယ်လို့မျိုးပုံစံမျိုးနဲ့ချစ်ပါလူတိုင်းကကိုကိုကိုချစ်တယ်လေနော်ကိုပိုက်ဆာရမလားအော်သူလည်းပိုက်ဆာနေမှာပဲဆိုရစိတ်မျိုးကိုအသားနာမှာကြောက်တယ်မလားအော်သူလည်းကြောက်မှာပေါ့ငါမလို့ရပါဘူးဆိုရစိတ်မျိုးဒီလူကိုတတ်ချင်တယ်မလားဒါပေမဲ့ငါသူ့ကိုချစ်တဲ့အခါမှာတတ်ချင်မလားမတတ်ချင်ဘူးဆိုအဲ့လိုမျိုးပဲဖျားသခင်ကိုချစ်တဲ့အခါမှာလူတွေကိုချစ်တက်လာတဲ့အခါမှာပညာတရားကိုချိုးဖောက်ဖို့မဖြစ်နိုင်တော့ အဲ့ဒါကိုပြောသွားတာပဲ response တစ်ခုရဲ့နဲ့ပြညတ်တရားရဲ့နဲ့ပတ်သက်ပြီးရာစုနှစ်ကြာတဲ့အထိငင်းခုန်ဖြစ်နေတဲ့ကိစ္စကိုချစ်ချင်းမေတ္တာဆိုရဲအရာနဲ့အနှစ်ချုပ်ပေးလိုက်တယ်ဖျားဖို့ချက်ပါလူတွေကိုချက်ပါဒါပဲလူတွေဘလောက်ပဲယေရှုကိုနိလန်ပေါင်းဆောင်ထောင်ရောက်ဆင်ပြီးမင်းကိုနေမင်းနေပါစေယေရှုရဲ့အဖြေကတော့သူတို့တစ်ခါမှမစင်စားဘူးတဲ့ဉာဏ်ပညာနဲ့ပြည့်စုံတဲ့အဖြေပဲထွက်လာတယ်ဒီလိုတွေတိုက်ခိုက်နေလေယေရှုကအမုန်းတရားနဲ့သူတို့ကိုဘယ်တော့မှပြန်မတုံ့ပြန်ဘူးဒါကြောင့်သူ့ရဲ့စကလုံးတွေတိုင်းကဘယ်တော့မှမဟောင်းနိုင်ပါဘူးအမြဲတမ်းခွန်အားရစေတဲ့စင်ညင်စရာလည်းဖြစ်တယ် ဘဝကိုလည်းပြောင်းလဲစေတယ်။ဒါကတော့ယေရှုရဲ့အပြည့်အဖြစ်ဆုံး response တွေကမှ၅ခုဖြစ်ပါတယ်။ brother တို့ရောဘယ်တစ်ခုကိုသဘောကျလဲ။အခြားကိုယ်အရင်သဘောကျရယေရှုရဲ့ response နဲ့ရှိခဲ့ရင်လေအခြားသူတွေသိအောင် comment ထဲမှာမျှဝေသွားပေးခဲ့ကြပါဦး။နောက်နှမတွေ့ကြမယ်။